ရှင်အနန္ဒမထေရတရားထုတ်ခြင်းမာတယ်ဆိုလို့မြတ်စွာဘုရားကမျက်စိနာနာလျာကိုစိတ်လို့ဆိုတဲ့ဓာရ6ပါးမှာထင်ရှားဖြစ်ပေါ်လာတဲ့အာယုံ6ပါးထိုအာယုံ6ပါးနဲ့ဆက်သက်ပြီးတော့ဖြစ်လာတဲ့စိတ်6မျိုးထိုစိတ်6မျိုးနဲ့အတူတကွာပေါ်လာတဲ့ဖဿ6မျိုးဖဿ6မျိုးနဲ့အတူတကွာပေါ်လာတဲ့ဝေဒနာ6မျိုးအဲ့ဒါတွေကိုရှုမှတ်ပွားများပါလို့မြတ်စွာဘုရားကဟောတယ် အဲ့ဒါလို့ရှိမှပွားများလိုက်တဲ့အခါမှာဒီတရားတွေဟာကြည့်လိုက်မယ်ဆိုရင်ငါလို့တွေ့တာစရာလည်းတစ်ခုမှမရှိဘူးငါဟာလို့တွေ့တာစရာလည်းတစ်ခုမှမရှိဘူးအဲ့ဒါလို့မြင်လိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်မှာရှိသမျှတွေကဒါပဲလေအဲ့ဒီထဲမှာဆွဲလန်းစရာတစ်ခုမှမရှိသည့်အတွက်ကြောင့်ဒီတဘာဝတရားတွေဟာစိတ်ပြည့်ငြိမ့်ွေစရာတွေဖြစ်လာတယ်တဲ့ဝိပဿနာဉာဏ်မြင်လာတဲ့အခါ စိတ်ပြည့်ညီငွေ့တယ်ဆိုတာတွေ့တာစရာလုံးဝမရှိဘူးတွေ့တာစရာမရှိတော့သေးတဲ့အတွက်ကြောင့်တွေ့တာမှုဟာကင်းပြတ်သွားတယ်ကင်းပြတ်သွားတာနဲ့တပြိုင်နက်ကိလေသာဆိုတဲ့အညစ်အကြေးတွေကလုံးဝလွတ်သွားတယ်အဲ့ဒီကြတော့ဒါလွတ်မြောက်တဲ့စိတ်လို့ခေါ်တယ်တွေ့တာမှုတွေကနေလုံးဝလွတ်မြောက်သွားတယ်အဲ့ဒါလို့လွတ်မြောက်သွားတာနဲ့တပြိုင်နက်နောက်ဆုံးမှာမဲအစင်းစင်ဖိုလ်အစင်းစင်ရပြီးတော့ ကိလေသာအာသောတွေကလုံးဝလွတ်မြောက်သွားတယ်ဘယ်တော့မှလာမတွေ့တော့ဘူးတဏှာဆိုတာမလာတော့ဘူးဒိဋ္ဌိဆိုတာမလာတော့ဘူးမာနဆိုတာမလာတော့ဘူးဘယ်ကိလေသာမှမလာတော့လို့ရှိရင်စိတ်ကလေးဟာလုံးဝလွတ်မြောက်သွားတဲ့စိတ်ကလေးဖြစ်သွားအဲ့ဒါလို့လုံးဝလွတ်မြောက်သွားတဲ့စိတ်ကလေးကိုရပြီလို့ဆိုလိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူ ရှင်းရှင်းကြီးမြင်လာတယ်တဲ့ဘယ်လိုမြင်တော့ဆိုရင်နောက်ထပ်ငါဖြစ်เสียဆိုတာဘာမှမရှိတော့ဘူးနောက်ထပ်ငါမဖြစ်တော့ဘူးလုံးเสียရှိတာတွေငါလုတ်ပြီးပြီးမြတ်သောအကျင့်ကိုပြည်ပြည်ဝဝကျင့်ပြီးပြီးနောက်ထပ်ကျင့်เสียကုန်ပြီလမ်းဆုံးပြီဆိုပါစို့ခยีသွားတဲ့လူတယောက်ဟာခยีလမ်းဆုံးရောက်သွားလို့ရှိရင်အေးနောက်ထပ်သွားเสียမရှိဘူးလို့သိတယ်မဟုတ်လားဩော်ဒါလမ်းဆုံးပြီလို့သိတယ်လို့ပဲ တရားဓမ္မကျင့်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒါလန်းဆုံးပြီလို့ဆိုတာသိတာပဲလွတ်မြောက်ပြီးတဲ့အခါမှာထိုးစိတ်ကလေးရဲ့အဆုံးစွန်ကိုရောက်သွားတဲ့အခါငါဟာဒါလန်းဆုံးပြီလို့သူကိုယ်သူဆင်ញင်သိနိုင်တယ်လို့မြတ်စွာဘုရားကရှင်အာနန္ဒာအတွက်ဒီဝိပဿနာကျင့်စဉ်တစ်ခုကိုခေါ်လိုက်